အဓိကခရုသင်းသမင်ဖြူပွားတဲ့အခါမှာပေးရှင်အများစုကအစားအသောက်တွေနဲ့တက်ဆိုင်နေလို့ထင်တတ်ပါတယ်အစားအသောက်ကြောင့်ခရုသင်းသမင်ဖြူစဖြစ်လာတယ်ပိုပွားတယ်ဆိုတော့အဓိကသက်သေးတာတကလုံးဝမရှိပါဘူးအဓိကချိတ်နွယ်တာကျမတို့ရဲ့အလုံးဝမိသားစုမှာဒေါက်တာဆွန်မှာအရေးပြအလားပါနဲ့အမျိုးသမီးကျန်းမာရေးဆိုင်ရာဗဟုသုတတွေကိုမျှဝေပေးနေရပဲဖြစ်ပါတယ်ဒီနေ့ topic အနေနဲ့ကျမက how to and prevent vitiligo from getting worse လို့ခေါ်တဲ့ကိုယ့်ရဲ့ခန္ဓာကိုယ်အရေးပြမှာခရုသင်းသမင်ဖြူလို့အဖြူကွက်တွေခံစားနေရပြီအဲ့ဒီအဖြူကွက်လေးတွေပို့ပြီးတော့မဆိုးလာအောင်ကျမတို့ ဘာတွေဆောင်ရမလဲဘာတွေရှောင်ရမလဲဆိုတဲ့အဓိကအချက်တွေကိုထုတ်နှုတ်ပြီးတော့ပြပြပေးသွားမှာပဲဖြစ်ပါတယ်။ဒီတော့ကျွန်မကခေသင်းသမင်ဖြူအကြောင်းကိုဒါဗဟုသုတပေးမဲ့ဗီဒီယိုဖြစ်တဲ့အတွက်ခေသင်းသမင်ဖြူနဲ့ပတ်သက်တဲ့အကြောင်းအရာအရေးကြီးတဲ့သုံးချက်ကိုအရင်ပြောပါမယ်။ပထမအဆုံးချက်ကခေသင်းသမင်ဖြူယောဂဟာကုသယောဂလုံးဝမဟုတ်ပါဘူး။သွေးရတော်လကောင်၊ချွေးရတော်လကောင်၊သတူရတော်လကောင်၊လူတဦးနဲ့တူကုသနိုင်ခြင်းလုံးဝမရှိပါဘူး။ဒုတိယတစ်ချက်အနေနဲ့ခန္ဓာကိုယ်ပေါ်မှာအဖြူကွက်တွေပေါ်လာပြီဆိုရင်ခေသင်းသမင်ဖြူကြောင့်ကိုယ့်ရဲ့သက်တမ်းတိုးသွားတာ၊ကျန်းမာရေးထိခိုက်သွားတာလုံးဝမဖြစ်နိုင်ပါဘူး။ ။တတိယတစ်ချက်အနေနဲ့ကတော့ခရူသင်းသမင်ဖြူအဖြူကွက်လေးတွေဟာမကုသဘဲထားမယ်ဆိုလဲနောက်ပိုင်းမှာအရေးပြားကင်ဆာလိုမျိုးကင်ဆာဖြစ်ကိုပြောင်းလဲသွားခြင်းလုံးဝမရှိပါဘူးရှင်။ဒီတော့ခရူသင်းသမင်ဖြူဆိုတဲ့ဒီအရေးပြားပြဿနာကကျမတို့အတွက်ခံမှန်းလို့သိမရနိုင်တဲ့ပြဿနာမျိုးဖြစ်ပါတယ်။အဓိကအကြောင်းရင်းကခန္ဓာကိုယ်ရဲ့မှာရှိတဲ့ကိုခံအားစနစ်ကမိမိရဲ့ကိုယ်ပိုင်ရောင်ခြည်ဆဲလေးကိုမမှတ်မိဘဲနဲ့ပြန်လဲတိုက်နေတဲ့ဖြစ်စဉ်တစ်ခုကိုဒါကျမတို့ကခရူသင်းသမင်ဖြူပြဿနာလို့ခေါ်ရဲပေါ့နော်။အဲ့တော့ဒီကိုခံအား system မမှန်ခြင်းဖြစ်တဲ့ပြဿနာ ာကဘယ်အချိန်မှရက်သွားမယ်အဲဘယ်လိုအချိန်မှပို့ပြီးတော့ဆိုးလာမယ်ဆိုတာကိုလူတအုပ်နဲ့တယောက်မှမတူနိုင်ဘူးဖြစ်တယ်လို့ဒါဆရာဝန်တယောက်အနေနဲ့တော့မှခံမှန်းပြီးဖို့ခက်တယ်ပေါ့နော်အဲ့တော့ vitiligo က cannot be predictable ပါကျမတို့ခံမှန်းလို့မရနိုင်တဲ့ပြဿနာတစ်ခုဖြစ်ပါတယ်ဒီတော့ကျမဒီနေ့ဗီဒီယိုမှာအဓိကပေါ့နော်အဲ focus ထားချင်တာကကိုယ့်ရဲ့ခန္ဓာကိုယ်ပေါ်မှာဖြူခင်းသမင်ဖြူအဖြူကွက်တွေဖြစ်နေပြီအကူတမှုယူနေသည်ဖြစ်စေမယူနေဘူးဖြစ်စေအဲကျမတို့ဒီအဖြူကွက်တွေကိုပို့ပြီးမဆိုးလာအောင်ဘာတွေဆောင်ကြမလဲဘာတွေရှောင်ကြမလဲ One. တော့ပထမဆုံးတစ်ချက်အနေနဲ့ကတော့ကျမတို့ကခန္ဓာကိုယ်ရဲ့ဒီအဖြူကွက်လေးတွေကိုနေအောင်ကြီးခက်ပြင်းပြင်းနဲ့ဓာတ်ရိုက်ထိတွေ့ခြင်းကိုရှောင်ရှားတင်ပါတယ်။အဲ့တော့ရှောင်ရှားတင်တာဖြစ်တဲ့အတွက်ကျမတို့ကနေပူတဲ့အချိန်တွေမှာလုံးလုံးကြီးမထိရဘူးလို့ဆိုလိုတာမျိုးမဟုတ်ပါဘူး။အဲအရေးတွေမှာအများဆုံးနေတဲ့နဲ့ထိဆောင်တင်တယ်။ပြီးရင်ခန္ဓာကိုယ်ရဲ့အပေါ်လက်ပြတ်တွေဝင့်မယ်ဆိုရင်ခန္ဓာကိုယ်ရဲ့ဒီအပေါ်ရန်တစ်ထပ်ကိုဒါ protective clothing layer လို့ခေါ်တဲ့ခပ်ပါးပါခြေတဲ့အင်ဂျီလေးတွေလင်းဝင်လေးထွက်ကောင်းတဲ့ပေါ့ခြေတဲ့အင်ဂျီလေးတွေဝတ်ပေးတာမျိုးလုပ်တဲ့နဲ့။အဲ့တော့နေ ပြင်းတဲ့အချိန်ဆိုတာဘယ်အချိန်ကိုပြောရလဲဆိုတာကိုဒီအချက်မှာကျွန်မ knowledge အနေနဲ့ပြောပြချင်ပါတယ်။အဲ့တော့ကျွန်မတို့ကနေရောင်ခြည်ကိုလုံးဝကိုရှောင်ခြင်းနေရမယ်လို့ဆိုလိုတာမျိုးမဟုတ်ပါဘူး။နေရောင်ခြည်အရန်ပြင်းဆုံးအချိန်ဖြစ်တဲ့ဒီ UV index တွေကျွန်မတို့အစိတ်တောက်ဖြစ်စေတဲ့ risk တွေအမြင့်ဆုံးရောက်နေတဲ့အချိန်မျိုးကိုရှောင်ရှားရမယ်လို့ဆိုလိုတာပါ။အဲ့တော့နေရောင်ခြည်အရန်ပြင်းတဲ့အချိန်ကိုဘယ်လိုကြည့်လို့ရလဲဆိုတော့ကျွန်မတို့နေပူလဲကိုအပြင်းသွားတဲ့အခါမှာကျွန်မတို့အရိတ်ကကိုယ့်ရဲ့ခန္ဓာကိုယ်ပုံရိပ်ထက်ပေါ့နော်တိုးနေရယ်ဆိုရင်ဒါနေရောင်ခြည်အမြင့်ဆုံးအချိန်ကိုရောက်တာပါ။ဒီထက်ပိုပြီးနား ားလည်လွယ်အောင်ရှင်းပြရရင်အာနေကင်း17နာရီ17နာရီအချိန်ကဒါခေါင်းပုံနေတက်တက်ရောက်နေတဲ့အချိန်ဖြစ်တဲ့အတွက် UV index အပြင်းထန်ဆုံးသောအချိန်တွေဖြစ်ပါတယ်ဒီလိုအချိန်တွေမှာနေပူလဲထွက်စရာရှိတယ်ထွက်ရမယ်ဆိုရင်ခုနလိုထီဆောင်းတာအုတ်ထုတ်ဆောင်းတာနေကမျက်မှန်တက်တာအခနာကိုရဲ့အပေါ်တက်ကိုခပ်ပါပါအင်ဂျီတထည်လက်ရှိမျိုးဝိတာမျိုးကိုလှုပ်ပေးတင်ပါတယ်ဒီအဖြူကွက်နေရာလေးတွေကအရောင်ရှိတဲ့နေရာတွေနဲ့ရှင်လိုက်ရင်မလန်နင်လို့ခေါ်တဲ့အမဲရောင်ကြီးဆဲတွေပျောက်ဆုံးနေတာဖြစ်တဲ့အတွက်နေလောင်ပိုလွယ်နိုင်ပါတယ် ်ဒါကြောင့်နေရောင်ကြီးနဲ့ဓာတ်ရိုက်ထိတွေ့ခြင်းကို ကာကွယ်ပေးခြင်းအဖြစ်အဖြူကလေးတွေပိုကျလာတာမျိုးတွေမဖြစ်တော့ဘူးအဲကျမတို့ပိုပြီးဆိုးလာတာမျိုးကာကွယ်နိုင်မှာလို့ဖြစ်ပါတယ်2 အချက်အနေနဲ့ကကျမတို့ကခန္ဓာကိုယ်ကိုဒီ tanning cream တွေပေါ့နော် tanning cream ဆိုတာကျမတို့နိုင်ငံမှာတော့အသုံးနေပါတယ်ဒါပေမဲ့တစ်ခါတလေဒါဟိုဟာပေါ့နော်ဟိုကောက်မလေးကောင်လေးတွေဒီတက်လက်ပိုင်းအရွယ်လေးတွေကတော့ခန္ဓာကိုယ်ကအသားဖြူနေတဲ့အခါမျိုးမှာကိုယ့်ရဲ့အသားအရောင်ကိုပို့ပြီးတော့ညှို့ခြင်းနဲ့ attraction ရှိခြင်းနဲ့အခါမျိုးမှာလိမ့်ရ tanning cream တွေကိုဆိုလိုတာပါအဲ့လို tanning cream တွေကအဖြူပေါ်ကိုသွားလိမ့်မိတဲ့အခါကျရင်သူကမလန်နေရောင်ကြီးစဲမရှိတဲ့နေရာဖြစ်တဲ့အတွက်အသားညှို့သွားခြင်းကိုရမှာမဟုတ်ပါဘူးဒါအပြင်ဒီ tanning cream နဲ့ကျမတို့နေရောင်ကြီးနဲ့ထိတွေ့မိတဲ့အခါ မျိုးမှာလည်းအဲ့ဒီအရေပြားက banning ပေါ့နော် banning sensation ဆိုတော့ပူသွားတာအရေကြီးဘူးလို့အဖုလေးတွေထွက်ပြီးတော့အဖြူကွက်တွေပိုဆိုးသွားတာမျိုးတော့ဖြစ်နိုင်ပါတယ်။ဒါကြောင့်ဒီ tanning cream နေ sam lamb လို့ခေါ်တဲ့အဒီပေါ့ကျမတို့အသားညိုသွားအောင် လုပ်တဲ့အပြုအမူမျိုးတွေကိုတော့ရှောင်ရှားတက်ပါတယ်။3 တတိယတစ်ချက်အနေနဲ့ကတော့ကျမတို့ကကိုယ့်ရဲ့ခန္ဓာကိုယ်မှာအဖြူဖြစ်နေရလို့သိတဲ့အခါမျိုးမှာကိုယ့်ရဲ့ခန္ဓာကိုယ်အတက်နိုင်ဆုံးပေါ့နော်ဒဏ်ရာတွေမရအောင်ဘယ်ယူဆိုင်တင်ပါတယ်ဒဏ်ရာမှာ major injury ရော minor injury ရောကိုကျမတို့ကဆိုလိုပါတယ်ဘာလဲဆိုတော့ဓာတ်ရှာတာပဲဖြစ်ဖြစ်အဲဒီဆာရွက်ဒီဆက်ကူပေပါတွေနဲ့ရှာတာပဲဖြစ်ဖြစ်ဒါမှမဟုတ် accident တကြီးမားမားတစ်ခုရသွားတာပဲဖြစ်ဖြစ်အဲ့လိုဒဏ်ရာရသွားတဲ့နေရာတွေမှာအနာကျက်သွားတဲ့အခါမှာပေါ့နော်အယောင်ပြန်မလာတော့ဘဲနဲ့အဲ့အဲ့နေရာဖွေးခြင်းကိုစတင်ခံစားရနိုင်ပါတယ်ဒါကြောင့်ကို ုတ်ရက်ခန္ဓာကိုယ်မှာအဖြူကွက်တွေဖြစ်နေပြီဆိုရင်တော့ခန္ဓာကိုယ်ကို ထိခိုက်တရာရခြင်းမှာအတက်နိုင်ဆုံးရှောင်ကြဉ်ပေးဖို့လိုအပ်ပါတယ်4 ေးချက်မြောက်အနေနဲ့ကတော့ကျမတို့ကခန္ဓာကိုယ်မှာဒီခေသွင်းသမင်ဖြူဖြူကွက်လေးတွေရှိနေတယ်ဥမာကုသမှုလည်းယူနေတယ်ပေါ့ယူနေပေမဲ့လည်းအယောင်ပြည့်ဖို့ဆိုတာအချိန်တိုင်းတစ်ခုတည်းဆောက်ရတာပေါ့နော်တချို့ကျတော့လည်းကိုယ့်ရဲ့အကြောင်းမျိုးမျိုးကြောင့်ကုသမှုမယူဘူးပေါ့ဒါပေမဲ့ဒီဖြူကွက်တွေကိုပွဲလန်းသမင်ရှိတော်လကောင်းအပြင်ထွက်တော်လကောင်းလူမမြင်စေချင်ဘူးပေါ့အဲ့လိုအချိန်မှာကျမတို့ဘာနဲ့ဖုံးကြမလဲပေါ့အဲ့တော့အဓိက safe အဖြစ်ဆုံးကတော့ကျမတို့က main cap ပေါ့ main cap မှာမှာ counselor လို့ခေါ်တဲ့အဲကျမတို့ဒီမျက်ကွင်းညိုတာတွေဝက်ချံပူလေးတွေဖြစ်နေတာတင်းတိတ်တွေဖြစ်နေတဲ့အခါမျိုး ျိုးမှာအနာအဆာတွေကိုဖုံးတဲ့ counselor main cat ပေါ့နော်အဲ့ဒီ counselor ကိုအသုံးပြုလို့ရပါတယ် counselor တွေကသူက shading အများကြီးလာတယ်အဲ့တော့ကိုယ်သားအယောင်နဲ့လိုက်တဲ့ counselor ကိုအဲရွေးချယ်ပြီးတော့အသုံးပြုလို့ရပါတယ်အဲ့တော့ counselor သုံးတဲ့အခါမှာအဲကျွန်တော်တို့ဒါ main cat brand အောက်ကပဲထွက်တာဖြစ်တဲ့အတွက်တကယ်ကိုခိုင်မာတဲ့ main cat brand နဲ့ worldwide ကမ္ဘာဒီပေါ်ဟိုကမ္ဘာမှာဟိုအလူများကြီးသုံးနေတဲ့တကယ်အားလုံးကလက်ခံထားတဲ့ဈေးကွက်ထဲမှာခိုင်ခိုင်မာမာနာမည်ရထားတဲ့ main cat counselor တွေကိုအသုံးပြုဖို့တော့ကျွန်မအကြံပေးချင်ပါတယ် တယ်အဲ့တော့ဒီ main gate consoler တွေ ਨੇ ရှင်ပို့ပြီးတော့ပေါ့နော်ဥမာ long lasting ပေါ့ကြာရှည်ပို့ခံတာကတော့ self tanner တို့မဟုတ် skin dye လို့ခေါ်တဲ့အဲနားလည်လွယ်အောင်ပြောရင်ဥမာပေါ့နော်ဒီဟိန္ဒူရိုးရာပွဲတွေမှာလက်လေးတွေမှာဆိုးတဲ့ဒန်းဆိုးတဲ့ဆေးရောင်မှုတွေပေါ့နော်အဲ့လိုမျိုး skin dye color ပေါ့ဒီအရေးပြားပေါ်ကိုထိလို့ရတယ် dye color လေးတွေကိုလည်းကိုယ့်ရဲ့အသားရောင်အလိုက်ဒီအဖြူဘက်ပေါ်ကိုဖုံးပေးလို့ရပါတယ်အဲအဲ့လိုမျိုးလုံနိုင်နေဆိုရင်တော့အဲခုန counselor တောင်းတာထက်သူကရေရှည် ပို့ခံမှာဖြစ်ပါတယ်အဲ့တော့ counselor ရွေးချယ်တဲ့အခါမှာလည်းကျွန်တော်က waterproof counselor ပေါ့ရေတံရေဆိုခံတဲ့ counselor မျိုးကိုအသုံးပြုနိုင်တယ်လို့ skin tone နေရတော့ဒါသူ့ရဲ့တဘာဝအရာကိုက waterproof ဖြစ်ပြီးသားဖြစ်ပါတယ်နောက်တစ်ခုကပို့ပြီးတော့ natural looking ပေါ့ကိုယ့်ရဲ့အရေပြန်တဲ့တပြင်းညီဖြစ်ပေါ်ရတော့ဒါ brightness make perfect ပါပဲအများများလေးချင်းလေးများများအသုံးပြုလာလေလေဒီဟာကိုကြွကြွကြင်ကြင်အသုံးပြုနိုင်မှာဖြစ်ပါတယ်အဲ့တော့ကျွန်မတို့က counselor ကတော့ကျွန်မခုန main cap brand အောက်မှာလာတာဖြစ်တဲ့အတွက်ခိုင်မာတဲ့ brand ဆိုရင်အ ဆင်ပြေတယ် waterproof ကိုသုံးပါလို့ပြောထားတယ်เนาะဆိုတော့ skin tone ကကြတော့ကျမတို့ကဘာဘလူးမျိုး skin tone ဆိုရင်အရေးပြအတွက်အဓိက safe ဖြစ်မလဲဆိုတော့ dihydroxyacetone ဆိုတဲ့ compound ပါတဲ့ skin tone နေဆိုရင်ဒါအရေးပြအတွက် safe ဖြစ်တယ်ပေါ့เนาะစိတ်ချရတယ် allergy ဖြစ်ဖို့ chance နေသွားတယ်အဲ့လို skin tone နေဆိုရင်ဒါကိုယ့်ရဲ့အဖြူကွက်ပေါ်မှာအုပ်ပြီးတော့အသားရောင်ကိုပုံစံမျိုးအသုံးပြုပေးနိုင်ပါတယ်ရှင့်5 အဲငါးချက်မြောက်ချက်အနေနဲ့ကတော့ဒါတော်တော်များများစိတ်ဝင်စားမဲ့အချက်ဖြစ်မှာပါ။ဘာလို့လဲဆိုတော့တက်တူးထိုးလို့ရလာပါဗောနော်။ဆိုတော့ကျမတို့ကတက်တူးထိုးတဲ့အခါမှာခေသင်းသမင်ပြူအရေးပြားဖြစ်နေတဲ့ခန္ဓာကိုယ်တစ်ခုတက်တူးထိုးမယ်ဆိုရင်တော့ risk ယူရပါမယ်။ risk ဆိုတာကကျမတို့စွန်စားရမယ်လို့ဆိုလိုတာပါ။အဲအများဆုံးကကြတော့တက်တူးပေချိန်ထိုးလို့ရမှာလေလို့ကုသမှုယူနေစဉ်အတွင်းမှာလည်းမေးတဲ့ patient တွေရှိရပါတော့။ဒီတော့တက်တူးကကုသမှုယူနေစဉ်တော့၎င်းအယောင်နေအကုန်ပြည့်သွားလို့ပေါ့နော်။ကျမတို့ကခေသင်းသမင်ပြူကုသမှုတွေကိုရန်နာလိုက်တဲ့အချိန်မှာတော့၎င်းဘယ်အချိန်မှာဖြစ်ဖြစ်ခေသင်းသမင်ပြူဖြစ် ဖို့တဲ့အရေးပြားတစ်စုံကတတူးထိုးမယ်ဆိုရင်စုံစားမှုတစ်ခုတော့ပြုလုပ်ရမှာပဲဖြစ်ပါတယ်ဘာဖြစ်လို့ဆိုတော့တတူးထိုးခြင်းကအပေါ်ရန်အရေးပြား epidermis အလွှာနဲ့သွား dermis အလွှာလောက်ထိပေါ့သွားပထမအလွှာနဲ့ဒုတိယအလွှာလောက်ထိပေါက်ပြီးတော့သွေးထွက်နိုင်တဲ့ procedure တစ်ခုဖြစ်တဲ့အတွက်သမင်ဖြူမာကဒဏ်ရာရရင် live ဖြူတတ်တဲ့ corpna phenomenon ဆိုရဲဖြစ်စဉ်ကဒါအမြဲတမ်းရှိနေနိုင်တယ်ပေါ့နော်အဲ့တော့ corpna phenomenon များတတူးထိုးစဉ်ကာလမှာဝင်သွားတယ်ဆိုရင်တော့ဒီတတူးအရောင်ကထိုးပြီးတဲ့အခါမှာအနာဖြစ်လာပြီးတော့အဖြူရောင်ဖြစ်ပေအရောင်ပြောင်းသွားမှာဖြစ်ပါတယ်ဒါကြောင့်အဲ တူးထိုးမယ်ဆိုရင်တတူးနဲ့ကာလာဖြစ်မယ်ဆိုရင်ကျမတို့တစ်ခါတလေကြာရင်ဖြည့်လိုက်တဲ့ကာလာလေးရပဲအဲ့နားလေးမှာကြံခဲ့ပြီးတော့ဘေးနားကနေအနာဖြစ်တယ်လို့လိုက်လာပြီးတော့ပို့ပြီးတော့အဖြူလေးကျဲသွားတာအဲ့ကြမှာပဲအဖြူကွက်အစ်စ်တစ်ခုပေါ်လာတာမျိုးကိုခံစားရနိုင်ပါတယ်ဒါကြောင့်တတူးထိုးမယ်ဆိုရင်တော့ကျမတို့စုံစမ်းမှုယူရမှာဖြစ်ပါတယ်ရှင်6 ဩ6ခုမြောက်ချက်နေနဲ့ရတော့အဓိကဇက်လိုက်ဖြစ်တဲ့ immune system လို့ခေါ်တဲ့ကိုခံအားစနစ်ကိုကျမတို့ကောင်းမွန်အောင်ပြုလုပ်ဖို့အတွက်ဘယ်လိုလုပ်ရမလဲဆိုတဲ့အချက်ကိုဆွေးနွေးမှာဖြစ်ပါတယ်။အဲ့တော့ခင်သင်းသမီးပြည့်ရဲ့အဓိကအကြောင်းရင်းကကိုယ့်ရဲ့ကိုခံအား system က system မူမမှန်ခြင်းစနစ်မူမမှန်ခြင်းဖြစ်ပြီးတော့ကိုယ့်ရဲ့ကိုယ်ပိုင်ရောင်ခြည်စဲကိုမမှတ်မိပဲပြန်တိုက်တဲ့ဖြစ်စဉ်ဖြစ်တဲ့အတွက်ကျမတို့ကဒီ immune system လေးပြန်ပြီးတော့တိတ်မှန်လာဖို့အတွက်မူမှန်မူမမှန်ခြင်းတွေတက်တာလာဖို့အတွက်က support လုပ်ပေးဖို့လိုပါတယ်။အဲ့တော့အဓိကကျမတို့ဘာနဲ့ support လုပ်လဲဆိုရင်ကျမတို့ healthy diet lifestyle နဲ့ support လုပ်ပါမယ်။ဒီတော့အဓိကဆက်လိုက်ဖြစ်တဲ့ဒီကိုခန်း system လေးပြန်လည်တက်မဲ့လာဖို့ပြန်လည်ပြီးတော့ system နဲ့သူ့ရဲ့စနစ်တွေ movement လာဖို့အတွက်ဆိုရင်ကျမတို့ကအဓိကဘာနဲ့ထောက်ပို့ပေးရမလဲဆိုတော့ healthy lifestyle လို့ခေါ်တဲ့ကျန်းမာသောဘဝနေထိုင်နည်းနဲ့ကျမတို့ထောက်ပံ့ရမှာဖြစ်ပါတယ်။ကျန်းမာသောဘဝနေထိုင်မှုဆိုတာအများကြီးကျမတို့တွေးကြမလို့ပါဘူး။ပထမဦးဆုံးအနေနဲ့ကျမတို့ကနေ့စဉ်စားနေတဲ့အစာအစာမှာအသားငါအတိအရွယ်အကုန်ပြည့်ပြည့်ဝဝလုံလုံလောက်လောက်စားမယ်။ချိုးချင်းဖန်ခံဆက်ခါအရသာမှလည်းခန္ဓာ ာကိုအတွက်လိုအပ်တဲ့ဒီအရာပါ6ပါလုံးကိုကျမတို့ကညင်ညွတ်မြတ်တော့စွာစားသုံးမယ်ဆိုရင်ဒါပြည့်စုံကျွဲဝတဲ့ balance diet ကိုစားနေပြီပဲဖြစ်ပါတယ်။ဒုတိယတစ်ခုကကျမတို့ရဲ့အိတ်ချိန်တွေပါ။ကျမတို့ရဲ့ sleeping quality လို့ခေါ်တဲ့အိတ်ချိန်တွေကိုတကယ်ကိုပြည့်ဝတော့အရေးသွေးပြည့်မီတဲ့အိတ်ချိန်တွေဖြစ်ရလားဆိုတာပြန်လည်ဆန်းစစ်ဖို့လိုပါတယ်။အဲညဘက်မှာည7နာရီကနေမနက်4နာရီအတွင်းမှာပြည့်ပြည့်ဝဝလောလောလောအိတ်တာတနေ့ကို8နာရီ7နာရီပြည့်ဝအောင်အိတ်ချင်းကကောင်းမွန်တဲ့ sleeping quality ကိုရရှိမှာပဲဖြစ်ပါတယ်။တတိယတစ်ချက်အနေနဲ့ကတော့ကျမတို့ကခန္ဓာကိုယ်ရဲ့80% ုံးဝရေဓာတ်နဲ့ဖွဲ့စည်းထားတာဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့ immune system တွေကလည်းရေဓာတ်ကိုလိုအပ်ပါတယ်။ဒါကြောင့်ရေများများတောက်ပေးဖို့အကြံပြုစင်ပါတယ်။ရေတောက်နေတယ်ရေတောက်ဖို့မိတ်နေတတ်တယ်ဆိုရင်တတိယလေးနဲ့ရေတောက်စင်ကြပါတယ်။ဒီတော့အဲနောက်ဆုံးတစ်ခုအနေနဲ့ကျတော့ healthy lifestyle မှာလိုအပ်တာကျွန်တော်တို့ကနေ့စဉ်နိုင်ဝတ်သို့မဟုတ်45မိနစ်လောက်ခန္ဓာကိုယ်ရဲ့ဒီချွေးတွေထွက်သွားအောင်ပေါ့နော်လှုပ်တဲ့လေ့ကျင့်ငယ်တစ်ခုခုကိုလုပ်ပေးသင့်ပါတယ်။လမ်းလျှောက်တာပဲဖြစ်ဖြစ် aerobic ကစားတာပဲဖြစ်ဖြစ်ကာဒီယိုကစားတာပဲဖြစ်ဖြစ်ကိုအဆင်ပြေရာနှစ်သက်ရာလေ့ကျင့်ငယ်တစ်ခုခု Seven. ဲ့တော့ခုနချက်မြောက်အနေနဲ့ရတော့ကျမတို့ကအဓိကအရန်အရေးကြီးဆုံးချက်တစ်ခုတွေမှာပါပါတယ် take care of your mental health ပါအဓိကခူသင်းတမင်ဖြူပွားတဲ့အခါမှာ patient အများစုကအစားအသောက်တွေနဲ့တက်ဆိုင်နေလို့ထင်တတ်ပါတယ်အစားအသောက်ကြောင့်ခူသင်းတမင်ဖြူဆဖြစ်လာတယ်ပိုပွားတယ်ဆိုတော့အဓိကသက်သေတာတာကလုံးဝမရှိပါဘူးအဓိကချိန်ရွယ်တာကျမတို့ရဲ့ mental နဲ့ချိန်ရွယ်ပါတယ်အဓိကကျမတို့စိတ်ခံစားချက်တွေပါအဲမကောင်းတဲ့စိတ်ခံစားချက်တွေဖြစ်တဲ့စိတ်ဖိစီးမှုများတာဒေါသထွက်တာအတွေးများတာစိုးရိမ်တော့ကများတာအဲ့တော့ downgrade င်ဆိုတော့ဒီစိတ်ရဲ့အကြဘတ်တွေကိုပဲသွားတဲ့အခါမျိုးတွေမှာအရေးပြားမှရှိတဲ့အဖြူကွက်တွေအများကြီးထွက်လာနိုင်ပါတယ်။အဲ့ဒီအချိန်မှာ तू ကဒီ stress လို့ခေါ်တဲ့စိတ်ဖိစီးမှုတွေက immune system လို့ခေါ်တဲ့ကိုယ်ခန္ဓာစနစ်ကို तू ကဝင်ပြီးတော့ attack လုပ်လိုက်နိုင်ပါတယ်။ဒါဆိုရင် immune ရဲ့မုံမမှန်ခြင်းတွေကပုံမှန်များပြားလာပြီးရောင်ကြီးဆဲတွေတိုင်လုံးလည်းများလာမယ်။ဒါဆိုရင်အဖြူကွက်အစ်စ်ထွက်တာတွေလည်းများလာနိုင်လို့ရှိပြီးသားကွက်တွေကျေတာမျိုးလည်းဖြစ်တတ်ပါတယ်။ဒါကြောင့်ကိုကခန္ဓာကိုယ်ပေါ်မှာအဖြူကွက်တွေရှိနေတယ်။ထပ်ပြီးတော့လည်းမပွားခြင်းမှုဆိုရင်အဓိကအားဖြင့်စိတ်ဖိစီးမှုကိုလျှော့ဖို့လိုအပ်ပါတယ်။ဒါ ကြောင့်စိတ်တည်ငြိမ်အောင်တရားထိုင်တာယူကကျင့်တာကိုစိတ်ဝင်စားတဲ့ကို intertwine ဖြစ်တဲ့အဲ hobby ပေါ့နော်ကိုယ့်ရဲ့စိတ်ပျော်ရွှင်မှုကိုပြည့်နိုင်တဲ့ပကြီးဆွဲတာတချင်းနားထောင်တာစာရေးတာဒီလိုအလေးချိန်လေးတွေကိုတနေ့ကို15မိနစ်နိုင်ဝက်လောက်နည်း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 စီလုပ်ပေးဖို့လိုပါတယ်အဲ့တော့ကိုယ့်ရဲ့အဓိကစိတ်ခံစားချက်တွေနဲ့တက်ဆိုင်တတ်တာဖြစ်တဲ့ကိုယ့်စိတ်ကိုပင်ပန်းနေပြီလားဆိုတာကိုအမြဲတမ်းစမ်းစစ်နေဖို့လိုပါတယ်ဒါဆိုရင်တော့အဖြူဘွက်တွေပွားနှုံးကို short ချနိုင်မှာဖြစ်ပါတယ်ရှင်8 ီတော့အဲရှစ်ချက်မြောက်အနေနဲ့ရတော့ကျမတို့ကဖြူလန်းသမီးဖြူခံစားနေရပြီဆိုရင်စိတ်တက်ကြပြီအားငယ်ဝမ်းနည်းနေပြီတော့ဗောနော်ဘာဝမအဲမတိကျင်တဲ့ ဝါစတိုင်မျိုးနဲ့နေနေမှာထက်ဆိုင်ပေါ့နော်တမင်ဖြူအချောင်းကိုလေးလာပို့ပြီးတော့ကိုယ်စိတ်ခွန်အားတက်စီမှာပါအဲ့တော့ land above the light ကိုကအရေးကြီးပါတယ်အဲကျမတို့ဒီလိုမျိုး sharing လုပ်ထားတဲ့ဆရာဝန်တွေ grand sharing လုပ်ထားတဲ့ knowledge sharing တွေကိုလေးလာပါမှတ်သားပါမှန်ကန်သိကြတဲ့ information တွေကိုလိုက်ဖတ်ကြည့်ပါအဲ့လိုလုပ်ခြင်းအပြင်ခေတ်ရင်းတမင်ဖြူအဲဘယ်လိုမျိုးပိုဆိုးမလာအောင်ကျမတို့ဘယ်လိုမျိုး prevent ပေါ့ကာကွယ်မလဲအဲပြီးတော့ကောင်းလာအောင်ကျမတို့မှာ treatment တွေကုသမှုတွေရှိရဆိုလဲဘယ်လိုကုသမှုတွေရှိနေလဲဒီလိုမျိုးခေတ်အခြေအနေမှာအဲဘယ်လို technology technology နဲ့စေဝါတွေအားဖြူသွင်းသမင်ဖြူကူညီနိုင်မလဲဆိုတဲ့အကြောင်းအရာတွေကိုလိလာမှတ်သားပါအဲ့ဒီအချက်ကလည်းကိုယ့်ရဲ့အရေးပြားရဲ့အဖြူခွက်တွေမပွားလာဖို့အတွက်အကောင်းဆုံးထောက်ပံ့ပေးနိုင်သောအချက်တစ်ခုဖြစ်ပါတယ်9 ဒီတော့နောက်ဆုံးတစ်ချက်အနေနဲ့ကတော့ကိုယ့်ရဲ့ခန္ဓာကိုယ်မှာခူးကင်းသမင်ဖြူတို့အဖြူပတ်တွေဖြစ်နေပြီဆိုရင်ကိုယ့်လိုပဲခံစားနေရတဲ့ခူးကင်းသမင်မှုခံစားနေရတဲ့သူတွေနဲ့စကားပြောပါချိတ်ဆက်ပါ အချင်းချင်းခံစားနေရတဲ့အဲဒီပေါ့အဖြူပတ်ရဲ့အပေါ်မှာမိမိရဲ့ခံစားချက်တွေကိုမျှဝေပါအဲ့ဒီအချက်ကတအားကိုစိတ်သက်သာရစေမှာပဲဖြစ်ပါတယ်အဲကိုပေးမှာကိုလိုမျိုးကိုနဲ့ထတ်တူပေါ့နော်ခံစားနေရတဲ့သူတွေရှိရဲဆိုတော့ခံစားချက်ကအဲကိုကိုຫນွေထွေးစေမယ်အဲပြီးရင်တယောက်တည်းဖြစ်နေရဲဆိုတော့ခံစားချက်တွေမဝ ဝင်တဲ့အတွက်အားငယ်မှုလည်းလျော့သွားနိုင်ပါတယ်။အဲ့တော့အဲ့ဒီမှာအပြင်အရန်အရေးကြီးတာကတော့တကယ်ကိုချွမ်းကျင်တဲ့အရေးပြားစီရဝင်နေတဲ့ဒီ Q သင်းသမင်ဖြူရဲ့ဒီပေါ်ပြက်တနာအကြောင်းကိုကောင်းကောင်းဖြည့်ရှင်းပေးနိုင်တဲ့ဆေးဝါးပညာတွေနဲ့ကူညီပေးနိုင်တဲ့ dermatologist တွေနဲ့ချိတ်ဆက်ပါ။ကိုကအဖြူတွေနဲ့ရှင်တွဲပြီးမနေထိုင်နိုင်ဘူးဆိုရင်ဒီအကွက်တွေကိုအရောင်ဝင်သွားရင်ကုသမှုယူချင်တယ်ဆိုရင်ဘလို့ကုသမှုတွေကကိုယ်ခန္ဓာကိုယ်နဲ့အကိုက်ဆုံးဖြစ်မလဲဆိုတာကိုတကယ်ကိုနားလေတကြွနဲ့အရေးပြားစီရဝင်နေတဲ့ပြသဖို့လဲကျွန်မအနေ နဲ့တိုက်တွန်းလိုက်ပါတယ်။အဲ့တော့ဒီနေ့ဗီဒီယိုလေးကတော့ဥယခနာကိုမှာအဖြူကွက်ဒီခြေသွင်းသမင်ဖြူလို့အဖြူကွက်တွေဖြစ်နေပြီဆိုရင်ဒီအကွက်တွေပို့ပြီးတော့မဆိုးလောက်အောင်ကျမတို့ဘလူကာကွယ်ကြမလဲဆိုတော့ဆောင်းရန်ရှောင်းရန်အချက်၉ချက်ပဲဖြစ်ပါတယ်ရှင်။အားလုံးပဲဒီဗီဒီယိုလေးကိုကျင်းနဲ့နှစ်သက်လိုက်ကြမယ်လို့လည်းကျမမျှော်လင့်ပါတယ်။ကျမလှပတော့အရေးပြတဲ့ဆောင်ကိုပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းလိုက်ပါတယ်ရှင်။ဒေါက်တာဆောင်းပါ How to prevent vitiligo from getting worse. Thank you for watching.